မတိနာ channel ရဲ့ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ပမောကဆက်စတော်ပြားရေးဟောကြားတော်မူခဲ့တဲ့တရားတော်တွေကလိညာတက်ရင်အချက်တရားအပြည့်အဝမရှိဘူးဆိုတဲ့အကြောင်းအရာလေးကိုပြန်ဆက်ပေးသွားမှာဖြစ်ပါတယ်မြတ်စွာဘုရားကယာဟုလာကိုခေါ်တယ်ယာဟုလာအားနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်မြတ်စွာဘုရားခြေစည်းတဲ့နေရာမှာထိုင်ပြီးခြေစည်းဖို့ခတ်ထားတဲ့ရေအိုးထဲကခွက်ကလေးနဲ့ရေကိုခဲယူလိုက်တယ်ခဲယူပြီးတဲ့အခါရေကိုတဝက်တော်ပြီးမြတ်စွာဘုရားကမေးတယ်ယာဟုလာတွေ့လားခေါ်ဒီမှာရေခွက်ထံမှာရေတဝက်ပဲရှိတော့တာကိုတွေ့လားဆိုတော့တွေ့ပါတယ်ခင်ဗျာတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာ ာကိုကြက်တရားပြပြပေါ်ပါမရှိဘူးကိုကြက်တရားဟာမပြည့်ပါဘူးဒီခွက်ထဲကရေတွေမပြည့်သလိုပဲလိန်တက်ပြီဆိုရင်ကိုကြက်တရားတွေမပြည့်နိုင်ဘူးလေဆွာပြားကခွက်ထဲကရေကိုတော်လိုက်တယ်ရောက်လာဟောဒီခွက်ထဲမှာရေတွေရှိသေးလားရှိတော့ပါဘူးခင်ဗျာရေတွေတော်လိုက်ပါပြီမရှိတော့ပါဘူးခင်ဗျာအေးအဲ့ဒီလိုတော်လိုက်သလိုပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ဟာကိုကြက်တရားတွေအကုန်လုံးစော့ပြစ်လိုက်တာနဲ့အတူတူပဲလေဆွာပြားခွက်ကိုမောက်ပြီးတော့မေးတယ်ရောက်လာတွေ့လားငါခွက်ကလေးကိုမောက်ထားတာအဲ့ဒီခွက်ကလေးမောက်လိုက်သလိုပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့ကိုကြက်တရားတွေဟာအကုန်လုံးစောက်ထိုးပဲဘာမှမရှိတော့ဘူး ပေါ့မောက်ပြက်လိုက်တာနဲ့အတူတူပဲတဲ့နောက်တစ်ခါမြတ်စွာဘုရားကခွက်ကလေးကိုပြန်လှန်တယ်ပရိခွက်ထံမှာဘာရှိလဲဘာမှမရှိဘူးအေးခွက်ထံမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်တန်တန်မှာကိုကျက်တရားဆိုတာဘာမှမရှိဘူးတဲ့အားကြောင့်ရဲစရာအနေနဲ့တောင်လိန်နာဟာအမတန်အပြစ်ကြီးတယ်မြတ်စွာဘုရားကလိန်ပြောတတ်လို့ရှိရင်တဲ့ကိုကျက်တရားမရှိတော့ဘူးလို့ဒီလိုကိုဟောထားတာလိန်မှာဆိုလို့နော်လိန်ပြောတတ်တဲ့ပုဂ္ဂိုလ်မလုပ်တဲ့အကုသို့ဆိုတာမရှိဘူးမူသားစကားပြောပြီးဆိုမှတော့ပြန်တဲ့အကုသို့တွေသူ့လုံးမှာပဲဘာလို့လို့လိန်လိုက်ရင်ပြီးသွားတာ哦အဲ့ဒီတော့လုပ်ဖို့ရအတွက်ဘာမှဝမလေးတော့ဘူးလို့ပြောတာဒါကြောင့်မို့ ရဟုလာကိုမြတ်စွာဘုရားလိန်ပြောတတ်တဲ့အဖြစ်ဖြစ်မှာဆိုလို့စိတ်ထဲမှာစွဲသွားအောင်အင်ကြားပေးရတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဖိတ်ဆွေတွေလည်းလိန်မပြောကြပါနဲ့လိန်ပြောတတ်အောင်မလုပ်ကြပါနဲ့လိန်နေတဲ့သူတွေတွေ့ကြပါစေနဲ့လို့စမောကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ